ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အကယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် Manchester United Evening News ရဲ့ Channel လေးတစ်ယောက်ဖြစ်တဲ့ဒီ Simu ရဲ့ Lucre တင်ပို့လာတဲ့ report တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောသွားခြင်းနဲ့ ရဘူကအရင်ကြီးထွေထူးထူးကြီးတော့မဟုတ်ပါဘူးအဲ့ဒါကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ဗျာကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကိုလာမယ့်နှစ်မှာဒီပရီးမီးယားလိမှာဆိုရင်တော့1 2 6ဝင်ဖို့ပဲအဓိကရည်မှန်းထားရဆိုတဲ့နဲ့ပတ်သက်ပြီးတော့သူကပြောထားတာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် United fan တွေကြားမှာလည်းဒါအမြင်မတူတာတွေရှိလာပြန်တယ်ဆိုတော့ကျွန်တော်လည်းဒီပုံမှာတော့ကျွန်တော်ရဲ့အမြင်လေးနည်းချင်းကိုကျွန်တော်ညီကိုရင်းနဲ့အတူတူဆွေးနွေးသုံးသပ်သွားပြန်တယ်ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော် personally အရာဆိုရင်ဒီအသင်းတာဝန်ရှိသူတွေဒီရည်မှန်းထားတဲ့လာမယ့်နှစ်မှာတော့1 2 6ပဲဝင်ဖို့ တော်ဝမ်းတူစီဝင်အောင်ပဲအဓိကကြိုးစားမယ်ဆိုတဲ့ပလန်ကိုကျွန်တော်သဘောကျတဲ့အထက်မှာပါတယ်။ဟိုကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရသမိုင်းကြောင်းအဆင့်လာကြီးမားခဲ့တယ်။အောင်မြင်မှုတွေကိုလည်းအများကြီးစုစုရရှိခဲ့တဲ့အတင်းဆိုတော့မှန်တယ်။ဒါပေမဲ့ကျွန်တော်အတင်းရဲ့လက်ရှိအနေအထားအရအတင်းရအဲ့အနေအထားမှာရှိမနေဘူး။ဆိုတော့တောင်ဝမ်းရှိသူတွေအနေနဲ့အတင်းရဲ့လက်ရှိဖြစ်ပျက်နေတဲ့ပုံစံကိုဒါလက်ခံလာရလို့ပဲကျွန်တော်တော့မြင်တယ်။ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဒီဒီနှစ်ရာသီမှာဆိုရင်ယူရိုပါလီဖလားရခဲ့တယ်ဆိုရင်တောင်းပါဗျာ လာမယ့်နှစ်မှာဒီ top 1%ပဲဝင်မယ်ဆိုတော့ဒီမျောမှန်းချက်ကအရင်နဲ့မိတ်ဆက်ဖြစ်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီ Europa League ဖလားရခဲ့တဲ့အချိန်အောင် Premier League ရက်တည်မှုကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကလက်ရှိအဆင့်16မှာပဲရက်တည်နေတယ်။ဆိုတော့ဒါရာသီကုန်သွားတဲ့အချိန်ဘယ်လောက်ထိရောက်မယ်ဆိုတော့ကျွန်တော်မသိဘူး။ဒါပေမဲ့အများဆုံးပြနေတာ16စက္ကန့်တခုခုပဲ။ဆိုတော့အသင်းရဲ့ဒီလက်ရှိဒီရာသီ Premier League ရက်တည်မှုကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီတန်းဆင်းသွားတဲ့အသင်းပြင်ဒါကျွန်တော်အသင်းလာရလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော် Manchester United အသင်းရဲ့အခြေအနေက တတော်ကိုဆိုရဲတော့ကျွန်တော် United fan တွေအနေနဲ့အဲ့ဒီ realistic ကိုမြင်အောင်ကြည့်ဖို့လိုလို့လက်ခံပေးဖို့ရတယ်လို့တယ်ကျွန်တော် Manchester United တင်တရားဒီအခြေအနေရဒီ inconsistent form နဲ့ injury တွေတော့များတယ်ပြီးတော့ manager အပြောင်းလဲဖြစ်သွားတယ် အဲ့လို manager အကြောင်းလေးဖြစ်သွားတဲ့အချိန်မှာ structure တစ်ခုလည်းခုထိပုံမဖော်နိုင်သေးဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်။ identity တစ်ခုအနေနဲ့လည်းအတင်းကမကစားနိုင်သေးတာကိုတွေ့ရတယ်။ဆိုတော့အဲ့လိုတွေကစားနိုင်မှုဆိုရင်အချိန်တစ်ခုယူရအောင်ပဲ။ data တစ်ခုကကျွန်တော်လာမယ့်နှစ်မှာလည်းအပြောင်းလဲတွေကလုပ်ရအောင်မယ်ဆိုရင်ကစားသမားအသစ်တွေရောက်လာရင်အဲ့ကစားသမားတွေကိုအထိုင်ချလာအောင်လည်းအချိန်ပေးရအောင်ပဲ။ဆိုတော့ဒီအချိန်ပေးရမယ့်အတင်းကိုဗျာလာမယ့်နှစ်မှာဒီ Premier League တိုင်တယ်ကွန်တက်တာမှာပါပါလေဆိုပြီးတော့ဒီမျှော်မှန်းထားတဲ့စာရင်တော့ ဒီလိုမျိုးဒီတော့စစ်ဝင်ဖို့ပဲအဓိကကြီးမန်းတာပရက်ရှာလည်းနည်းတယ်လို့ဒါကျွန်တော်တို့အတွက်အကောင်းဆုံးလည်းဖြစ်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကဗျာဒီသူတို့ရဲ့ဒီ mission 21ဆိုတဲ့ plan လည်းရှိရဲ့အဲကျွန်တော်တို့ဒီအသင်းဝင်အင်းဒီယိုရောက်လာပြီးတဲ့သူတို့ management တခု team တခုလို့ football management team တခုလို့ချင်းလိုက်တယ်ဒီ football CEO Uma Brada ပြီးတော့ဒီ forward writer Jason Wacko တို့ထားပါတော့ဒါကဒီ Christopher Bieber တို့ technical writer တွေခန့်ပြီးသွားတဲ့အချိန်မှာဒီ Uma Brada ကဒီ mission 21ဆိုတဲ့ project တခုကိုသူချပြခဲ့တယ် အဲ့မရှင်တော်ဒီမန်းဆိုတာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရပရီးမီးယားလိ22ကြိမ်မြောက်ကိုဒီ2028မှာအရယူနိုင်ဖို့ဆိုပြီးတော့သူတို့ပလန်ထားတာရှိတယ်ဆိုတော့အဲ့ဒါကအသင်းရဲ့ long term plan လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်အသင်းရကအဲ့ long term plan ကိုနောက်လျှောက်ကြီးတန်းပြီးတော့သွားလို့ရမရဘူးအဲ့ long term plan ကိုရောက်ဖို့ဆိုရင်အဲ့ long term plan ကို break down တွေလုပ်ရမယ် analysis တွေလုပ်ပြီးတော့ကျွန်တော်တို့မှာ short term plan ဆိုတာလည်းရှိရမယ်ဆိုတော့လက်ရှိဒီ1 to 6လာမယ့်နှစ်မှာတော့1 to 6ဝင်ဖို့ဆိုတာအသင်းရဲ့ short term plan လို့လည်းပြောလို့ရတယ်ဆိုတော့ကျွန်တော်ကတော့တော်တော်လေးအဲ့ဟာကိုသဘောကျတယ် ပြီးတော့ဒီလာမယ့်နှစ်မှာတခြားသင်းတွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်လည်းခုလီဗာပူးကိုအရင်ဆုံးကြည့်မယ်ဆိုရင်လီဗာပူးကသူတို့သင်းရဲ့ base structure ရှိပြီးသားဗျာ foundation ကောင်းပြီးသားအသင်းအာနီစတော့ရဲ့လက်ထံမှာလည်းပထမဆုံးရာသီမှာဖလားယူနိုင်ခဲ့တယ်သူလာမယ့်နှစ်မှာသူတို့သင်းကလည်းအပြောင်းလဲတွေလုပ်သည့်တိုင်အောင်ဗျာ foundation ကောင်းပြီးသားအသင်းဖြစ်တဲ့အတွက်ဒီ title channel မှာတော့လီဗာပူးကလည်းပါနေုံပဲသူတို့ man city ကိုလည်းကြည့်ကြည့် man city ဆိုတာကလည်းဒီရာသီမှာ struggle ဖြစ်တယ်ဆိုပေမဲ့သူတို့အသင်းကိုဒီဒီနှစ်ကြာစီ season ဝက်မှာလည်းလူတွေခေါ်ပြီးတော့သူတို့လာမယ့်နှစ် ရာသီအတွက် ready ဖြစ်နေအောင်သူတို့လုပ်ခဲ့တယ်ပြီးတော့လက်ရှိချိန်ထိလည်းလူတွေခေါ်ပြီးတော့စူးစမ်းနေတော့မယ်ဆိုတော့ back guardiola လည်းဒါမဲ့နေမှာဖုံးတစ်ခုအနေနဲ့ပြန်လာဖို့ရာရှိတယ်ဆိုတော့ mesidi ကလည်းဒီ title contender မှာရှိနေလိမ့်မယ်လာမဲ့နေမှာဆိုရင်ပြီးတော့နောက်ထပ်အသင်းက arsenal ဆိုတော့ arsenal အသင်းကိုကြည့်မယ်ဆိုရင်သူတို့ဒီရာသီအဆင့်နဲ့သိမ်းခဲ့မယ်ဆိုရင်တော့ဒါ300ရာသီတက်တိုက်ဒါအဆင့်နဲ့အစင်းဟိုဒုတိယဖြစ်ခဲ့တဲ့အတွက်သူတို့လည်းအပြောင်းလဲလုပ်လာမှသိကြတယ်ကျွန်တော်ဒီလက်ရှိ United fan တွေဆိုရင်ဗျာ Arsenal အသင်းဖလားမရတဲ့အပေါ်မှာတွားပြီးတော့ဒီ ခဏရာကြီးပါရောရှိရဒါလေတိုက်တာမျိုးကတော့ကျွန်တော်လည်းဟိုလုံးလို့ရပါတယ်ဒါပေမဲ့ပြကျွန်တော်တို့ဒီအောင်မြင်မှုနဲ့တိုက်တာမယ်ဆိုရင်တော့ဖလားအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ယိုပါလီဖလားရခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီအောင်မြင်ခဲ့လို့ပြောလို့ရတယ်ဒါပေမဲ့အာဆင်နယ်အတွက်အာဆင်နယ်ထက်ဘက်တာစီစဉ်တခုဖြစ်ခဲ့တယ်လို့ကတော့ကျွန်တော်တို့ပြောလို့မရအောင်ဘာလို့လဲဆိုရင်တခြားဘက်ကကြည့်မယ်ဆိုရင်အာဆင်နယ်တင်းကသူတို့ဒီအာဒီတာရဲ့ အချိန်ယူပြီးတော့ဒီဆောက်ထားတဲ့ foundation တစ်ခုအောင်မှာရောက်နေတယ်။ပြီးတော့လက်ရှိ Premier League အတိုင်းတဲ့ဒီ Challenger မှာသူတို့အမြဲတမ်းပါဖလားမရတာရတာတကယ်နာပြောသူတို့ရဲ့အချိန်ကြီးအတိုင်းတဲ့ Challenger အဆင့်မှာအမြဲတမ်းရှိတယ်။ foundation လည်းကောင်းတယ်။ပြီးတော့လက်ရှိချိန်မှာဆိုရင်လည်းသူတို့ရဲ့ဒီအာဂါသာဒါရိုက်တာတစ်ကိုသူတို့ဒီ Atletico ကနေပြီးတော့ခေါ်လာတဲ့ဒီ Under Vardar ရဲ့လက်အောက်မှာဆိုရင်သူတို့လူခွေမှုတွေလည်းစပြီးတော့တုံနေပြီ။လက်ရှိဆိုရင်လည်းဒါ Zubimendi ရောက်လာပြီဆိုတော့သူတို့နောက်ထပ်ထပ်ပြီးတော့ပဲခေါ်လိုက်မယ်။ဆိုတော့ Arsenal အသင်းကလည်းဒီ၃ဆီတတိုက်ဒုတိယဖြစ်တာကိုအဆုံးသတ်ဖို့အတွက်သူတို့လာမယ့်နေ့မှာကြိုးစားလာနေတယ်။ဆိုတော့ဒီ၃သင်းကတော့ foundation လည်းကောင်းပြီးသား ာဖြစ်တဲ့အပြင်တည်ငြိမ်နေတဲ့အသင်းတွေလည်းဖြစ်တဲ့အတွက်လာမယ့်နှစ်မှာဒီတိုင်းတဲ့ကွန်နေတာလေးနဲ့ရှိနေလိမ့်မယ်။နောက်ထပ်တခြားအသင်းတွေကိုကြည့်မယ်ဆိုရင်လည်းချယ်ဆီကိုကြည့်ပါ။ချယ်ဆီကလည်းသူတို့ရဲ့လူစင်းအရာဆိုရင်တော်တော်အင်အားတောင်းလေးနဲ့အထက်မှာပါတယ်။ဒီပြားရဲ့အောက်မှာမကစားနိုင်သေးတာ၊ဒီပြားရဲ့ structure တွေအောက်မှာသူတို့လည်းကောင်းကောင်းမကစားနိုင်သေးတာလွှဲရင်လာမယ့်နှစ်မှာချယ်ဆီကလည်းအခုထပ်ပို့ပြီးတော့တိုးတက်လာဖို့ရပဲရှိတယ်။ပြီးတော့ Newcastle ဆိုရင်လည်းအရန်တိုးတက်လာတဲ့ Brighton, Nottingham Forest တို့အသင်းတွေကလည်းအများကြီးပြင်ဆင်လာတယ်။စပါးဆိုရင်လည်းဒီရာသီမှာကျွန်တော်တို့အသင်းနဲ့အတူတူရုန်းကန်နေရတယ်ဆိုပေမဲ့လည်းဒီ အမ်ပိုစတီကူထွက်သွားပြီးတော့တခြားနီးပြတယောက်ဝင်လာရင်သူတို့သင်းနဲ့ဒါပြောင်းလဲမသွားနိုင်ဘူးလို့ပြောလို့မရအောင်သူတို့တခြားအသင်းတွေနဲ့ကြည့်မယ်ဆိုရင်ဖောင်ဒေးရှင်းကောင်းပြီးသားတည်ငြိမ်ပြီးသားအသင်းက၃သင်းရှိရယ်တိုးတက်လာနေတဲ့အသင်းတွေက၄သင်း၅သင်းလောက်ရှိရယ်အဲ့ဒီအချိန်မှာကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်ရှင်းမှပြောသလိုပဲစထရက်ချာတစ်ခုတောင်မှကောင်းကောင်းမတီးဆောင်းနိုင်သေးဘဲနဲ့ဒီလူခွေရုံးမှုတွေကပဲထပ်ပြီးတော့လုပ်ရမယ် ဆရာဆရာတခုကိုလည်းပုံဖော်ရမယ်အစ်စ်ရောက်လာတဲ့ကစားသမားတွေကိုလည်းအဲ့ဆရာမှာဒီကောင်းကောင်းကစားနိုင်အောင်ကျွန်တော်တို့ကအချိန်ပေးရအောင်မယ်ဆိုတော့လာမယ့်နှစ်မှာဒီ top 1 to 6ဝင်ဖို့ရပါပဲအဓိကရည်မှန်းတာကကျွန်တော်တို့အတွက် main sense ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဲ့ long term plan ကိုရောက်ဖို့ဆိုရင်လည်းကျွန်တော်တို့ဒီ short term plan နဲ့ဖြည်းဖြည်းချင်းသွားရမယ်ဆိုတော့ဒီဟာဒီလာမယ့်နှစ်မှာ top 1 to 6ဝင်ပြီးမှပဲကျွန်တော်တို့အဲ့ထပ်ပူကောင်းတဲ့အရွေးတစ်ခုကိုထပ်ပြီးတော့သွားမှရမယ်တပြိုင်တည်း plan တန်းယူဖို့မှတ်ထားရဆိုရင်တော့ အဲ့ဟာကနည်းနည်း realistic မဖြစ်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီမှာကျွန်တော် Manchester United fan ကြီးကိုတွေကတော့မေးစရာရှိရပေါ့နော်အောင်မြင်မှုသမိုင်းကြောင်းအစဉ်လာကြီးမားတဲ့ Manchester United အသင်းရဲ့လာမယ့်နှစ်ရာသီကြီးမှန်းချက်ကဒီ Premier League မှာ top 1 to 6ဝင်ဖို့လာပဲဆိုပြီးတော့မေးစရာတော့ရှိရဲဒါမဲ့ ဒါကကျွန်တော်လက်ခံရမှာပဲကျွန်တော်မြင်အောင်ကြည့်ဖို့ရလူရယ်ဗျာကျွန်တော်တင်အရင်အောင်မြင်ခဲ့တယ်အရင်အောင်မြင်ခဲ့တယ်ဒါတွေကအတိတ်မှာရှိခဲ့တဲ့အရာတွေဆိုတော့အဲ့အတိတ်ကခြေနှံနေရလက်ရှိဒီကြားဒီမှာဒီခြေနေမှာရှိနေတာမဟုတ်ဘူးဆိုတော့လက်ရှိအတင်းရဲ့ realistic ကိုမြင်အောင်ကြည့်မယ်ဆိုရင်ကျွန်တော်တင်ကတခြားအတင်းတွေတစင်းနေုံနေမှာကောဗျာ20 30သိန်းလောက်ထိပါနှိမ့်နေတယ်ဆိုတော့အဲ့သူတို့ကိုအမိပြန်လိုက်ဖို့ဆိုရင်တခြားတန်းပြီးတော့ခုံလို့မရဘူးတစင်ချင်းကိုပဲဖြည်းဖြည်းချင်းပဲသွားရအောင်မယ်ဆိုတော့အတင်းကိုဗျာဒီမဖြစ်နိုင်တဲ့အခြေအနေမှာတိုက်တဲ့ကွန်တန်တာအနေနဲ့ ဒီမျော်မှန်းတာကကျွန်တော်တို့ဒီ expectation ကြီးအရန်လည်းမြင့်သလို pressure လည်းပိုပြီးတော့များရလို့ပဲကျွန်တော်တို့မြင်တယ်။အဲ့တော့ lambda နဲ့မှာ foundation တစ်ခုရအောင်ကောင်းကောင်းတည်မယ်။ top 1 to 6ကိုပဲအဓိကကြီးမှန်းနေဆိုရင်ကစားသမားတွေအနေနဲ့လည်းဒါသူတို့ရဲ့အခြေအနေ realistic ကိုသူတို့မြင်သွားလိမ့်မယ်။ဆိုတော့ဒီ plan ကကျွန်တော်တို့ personally အရာသဘောကျရတဲ့အထက်မှာပါတယ်။ ဟိုအမှန်တော့ဗျာကျွန်တော်တို့ကအတင်းကြီးဖြစ်တဲ့အတွက်ကျွန်တော်လည်းဒီထက်ပိုပြီးတော့မျှော်မှန်းနေတဲ့အထက်မှာပါတယ်ဒါပေမဲ့ကျွန်တော်ဒီ realistic ကိုမြင်အောင်ကြည့်မယ်ဆိုရင်အဲ့လိုကြီးကလုံးလို့မရအောင်ကျွန်တော်လည်းအတင်းကိုချက်တယ်ဗျာကျွန်တော်ဆိုရင်လာမနစ်ဒါယူပါလိတွေပါရသိနေတာကျွန်တော်မှန်းလို့ရတာပဲဒါပေမဲ့မှန်းတာမှန်းတာတကယ်လား realistic ကိုမြင်အောင်ကြည့်ဖို့ရတကယ်လားဆိုတော့သူတို့ရဲ့ဒီလာမနစ်မှာတော့စစ်ဝင်ဖို့ပဲအဓိက plan ကိုကျွန်တော်ကတော့တော်တော်လေးကြိုက်တယ်ဆိုတော့ကျွန်တော်ရဲ့အမြင်ကဒါဖြော့ပြထားတယ်ဘာလို့အဲ့လိုမျိုးပဲဖြစ်တင်တယ်တခြားသင်းတွေရဲ့အခြေအနေနဲ့သုံးသပ်ကြည့်တဲ့အခါမှာဒီဟာဖြစ်နိုင်တော့လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ညီကိုရေရဲ့ သူမြေကိုရဲ့ဗျာဒီအတင်းရဲ့တာဝန်ရှိသူတွေကအတင်းကိုတော့127ပဲဝင်ဖို့ရည်မှန်းထားတဲ့ပေါ်မှာဘလို့အမြင်နေရှိတယ်ကျွန်တော်အတင်းရဲ့လက်ရှိအခြေအနေရဆိုရင်ဒါအဖြစ်တဲ့လို့ပဲကျွန်တော်ကမြင်တယ်တော့ညီကိုရီအနေနဲ့လည်းညီကိုရီရဲ့အမြင်တွေကိုကျွန်တော်တို့ဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားခဲ့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကို channel တက်တဲ့ဆိုရင် like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်